အားသာဝါလာရှင်ညီကောင်မလို့များအားလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမက်စလ9ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဦးစင်းပုဒ်တော့ကဘာဖလားခြေစစ်ပွဲတက်ဘရာဇီးအသင်းကတရားဝင်ရွေးချယ်လိုက်တဲ့နောက်ဆုံး23ရုပ်အဆင့်မှာအာဆင်အသင်းရဲ့ခေတ်စားမှာဂီဘီယံမခါကြီးပါဝင်လာခဲ့ပါတယ်အရင်တော့ကအာဆင်ကဘရာဇီးအသင်းအတွက်3ဦးထိ လွတ်ပေးရတာမာတီနီနဲ့ဂျေဆုကတော့ injury ချိန်ကြောင့်မပါနိုင်ခဲ့ဘူးဂေဘရီယယ်မဂါဟီကတော့လက်ရှိဘရာဇီးအသင်းရဲ့နီးပြကိုယ်တိုင်ကနောက်ဆုံး6ပွဲဆက်ပွဲထွက်အသုံးပြုထားတဲ့ကစားသမားသူကမာကွင်ဟိုနဲ့စင်တာဘက်ထိုင်မှာဘရာဇီးအသင်းအတွက်ခြေစွမ်းပြကစားထားတာဘရာဇီးအသင်းအတွက်ဆိုရင်တော့သူကစုစုပေါင်း73ပွဲကစားထားတယ်တကောသွင်းယူပေးထားတယ် အခုဘရာဇီးရဲ့ဒီအုပ်စုအဆင့်ပေါ့လေကမ္ဘာပလာခြေစစ်ပွဲအဆင့်မှာဆိုရင်12ပွဲမှာ9ပွဲနိုင်3ပွဲသီး4ပွဲရှုံးအဆင့်9မှာ16မှတ်နဲ့ရှိနေခဲ့တဲ့ဘရာဇီးအသင်းအတွက်ဆိုရင်တော့သူကခြေစွမ်းပြကစားထားတယ်ပြောလို့ရတယ်။လို့ဆိုတော့ကမ္ဘာပလာခြေစစ်ပွဲအတွက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြနေခဲ့တာတချို့ပြည်သက်တွေကတော့နိုင်ငံအသင်းအတွက်ကိုယ့်ရဲ့ player တွေကိုလက်မလွတ်ချင်ကြအောင်ဒါပေမဲ့ကစားသမားတွေရဲ့အိမ်မက်ကလည်းကလပ်အသင်းအောင်မြင်မှုနဲ့ထပ်တူနိုင်ငံအတွက်ပေးဆက်ကစားခြင်းပါပဲအဲ့အတွက်ကျွန်တော်တို့က လက်လို့ရတဲ့အပိုင်းတော့ဒါနားလေပြီးဖို့လိုအပ်တာပေါ့လေမာတင်နယ်လေးဂျေဆုကတော့အင်ဂျူရီရောက်မပါနိုင်ခဲ့ဘူးဂျေဆုကတော့ဒီဇင်ဘာလလောက်ထိကျွန်တော်လက်လို့လိုက်ရပြီဆိုတဲ့အတန်တချို့ကြားလို့မာတင်နယ်လေးကလည်းဒီလမကုန်ခင်ပြန်လာနိုင်မယ်ဆိုတဲ့တချို့ report အခုမြခင်းစိမ့်မှာစပြီးလေ့ကျင့်ငယ်ဆင်းနေဆိုတဲ့ report ယူတော့တွေ့ရတယ်28နှစ်ရဲ့ဘရာဇီးလားကတော့2029ခုနှစ်တိအာဆင်နယ်ရဲ့စကြုပ်တတန်ရှိတဲ့ဒီခန်စစ်ကစားသမားဂေဗီယယ်မကာဟီကတော့ဒီရသည့်အာဆင်နယ်တင်းအတွက်38ပွဲဝင်စားထားတယ် 36ပွဲကပွဲထွက်ထားတယ်လူစားဝင်ကစားစု2ပွဲပဲရှိတယ်ငါးဝိုးသိမ်းပြီးတော့တလုံးဖိုင်ထားတယ်2020ခုနှစ်တုန်းက UO 26တန်းနဲ့ line လီအသေးစီနဲ့ကျွန်တော်တို့ခေါ်ခဲ့ရပြီးနောက်ပိုင်းမှာလက်ရှိအချိန်မှာတော့ Arsenal အသင်းရဲ့ခံစစ်ပိုင်းမှာ Saliba နဲ့တူခြေစမ်းပြနေခဲ့တယ် Brazil ပြင်သစ်မတူညီတဲ့ center back အထိုင်နှစ်ခုနဲ့ Arsenal ကကြံကြက်ရည်ရာသီက Premier League အကောင်းဆုံးခံစစ်ဖြစ်ခဲ့တယ်ဒီရာဒီမှာလဲပေကိုးနေဆုံးအသင်းဖြစ်ရှိနေသေးပဲအဆင့်နှစ်နေရာမှာပေါ့လေအဲဆိုလက်ရှိဘရာဇီးအသင်းမှာတော့လာမယ့် ဒီသူတို့ကျင်းပမှာတော့21ရက်နေ့မှာကိုလံပီယာနဲ့26နေ့မှာအာဂျင်တီးနားနဲ့ပွဲစဉ်တွေရှိတယ်။အဲ့ဒီပွဲစဉ်မှာတော့ကီဘီရမကာကြီးသွားပြီးကံဖို့ရှိတယ်။ဒါပေမဲ့အဲ့ပွဲတွေကံပြီးသွားရင်တော့အာဆင်နယ်ကပရီးမီယာလိပွဲတွေမရှိဘူး။ဧပြီလအစလောက်မှာပဲဖူဝဲနဲ့တွေ့မဲ့ပွဲရှိရဖြစ်တဲ့အတွက်အကယ်၍ဘရာဇီးအသင်းအတွက်ကီဘီရမကာကြီးသွားပြီးဆော့မယ်ဆိုရင်တော့ပြန်လာတဲ့ခါကျရင်နားကျင်လုံးလောက်သာရောက်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ုတိယမြောက်သတင်းတပုတ်ကတော့ဒါဖီဘီဆူရိုမာနိုဖော်ပြထားတဲ့ဂျိုရှွာကင်းမစ်သတင်းပေါ့လေပထမတော့အာဆင်နယ်တို့ဆွေးနွေးမှုတွေလုပ်နေတဲ့အာဆင်နယ်ပါဝင်ချယ်ဆီနဲ့ရောသတင်းတွေထွက်နေခဲ့တဲ့ဂျိုရှွာကင်းမစ်ကတော့နောက်ဆုံးဖီဘီဆူရိုမာနိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့ဘိုင်ယန်မြူးနစ်နဲ့တက်တန်းတူကိုတော်တော်လေးနှီးစက်နေပြီတချို့ report တွေကဆိုရင်2029ခုနှစ်ချီရှိတဲ့ contract နဲ့တက်တန်းတူဖို့ရှိတယ်လာခါကလည်းဒီပမာဏနဲ့ပဲဆက်ပြီးသွားဖို့များတယ်ထပ်ပြီးတိုးချုပ်တဲ့အနေအထားကိုတော့တိကျမသိရသေးဘူးဆိုပြီးတော့ဖော်ပြထားရပေါ့လေ Florian Plantenberg လို့ခေါ်တဲ့အာဇာသတင်းထောက်တယောက်ကလည်းဒီတစ်ပတ်ထဲမှာ တဲ့ဘိုင်ယန်မြူးနစ်နဲ့တက်တန်းတို့လက်မှတ်ထိုးသွားဖို့ရှိစေဖို့ပြောပြသွားတယ်။အမှန်တကယ်တော့ ဂျိုရှွာကင်မစ်က2025ဂျွန်ဆူစာချုပ်သက်တမ်းကုံဆုံးပြီးစာချုပ်သက်တမ်း3လဆဆုံးမဲ့ကြံတော့တဲ့အနေအထားမှာဒီကစားမသည်ဘိုင်ယန်နဲ့သက်တမ်းတိုးတဲ့လမ်းစဉ်ကိုရွေးသွားလို့ကျွန်တော်ထငတယ်။မနေ့ကကျွန်တော်သတင်းတင်ခဲ့သေးတယ်။တချို့ report တွေအရဆိုရင်တော့ဒီကစားမကဒီ international break မတိုင်မှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုတဲ့အတိုင်းပဲတရားတကူကတော့ဘိုင်ယန်နဲ့စပီးနေမဲ့ကိစ္စကိုပဲထုတ်ပြောလာလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့လေ။အာဆင်နယ်ရောချယ်ဆီရောနဲ့ထွက်တဲ့သတင်းတွေကတော့တခန်းရက်သွားပြီးလို့ပြောလို့ရတယ်။လက်ရှိဘိုင်ယန်မြူးနစ်အသင်းကသူ့ရဲ့အဓိကကစားမကြီးဖြစ်တဲ့နူအာ ကို2026ခုနှစ်တိအဖွန်ဆိုဒေးဗီကို2030ခုနှစ်တိမူစီယလာကိုလည်း2030ခုနှစ်တိသူတို့တက်တန်းထိုးနာထိုင်ခဲ့တယ်လို့အခုဂျိုရှွာကင်မီလိုမျိုးအဓိကကွင်းလေကစားမောက်ကိုလည်း2003 2029ခုနှစ်တိရှိရတက်တန်းတစ်ခုကိုချုပ်ဆိုဖို့တဲ့အခြေအနေကောင်းနေပါတယ်အသက်30ရှိပြီဖြစ်တဲ့ဂျာမနီသားကတော့ လက်ရှိဘိုင်မြူနစ်မှာဆက်ပြီးနေသွားတော့မှာဖြစ်ပြီးလက်ရှိအချိန်မှာတော့မက်စတာကုံလောက်မှာပြန်လာနိုင်မဲ့တခေါက်ကျော်တန်ရာကိုတော့ရနိုင်ပါတယ်။ဒီရသည်36ဘက်ဝင်ဆော်ထားတယ်။တကိုးသိပြီးတော့ကိုလုံးဖိုင်ထားပါတယ်။လောက်ခလာစာကတော့3,500,000ကျော်ရနိုင်ပြီးတော့လက်ရှိဘိုင်ယန်မြူနစ်ရဲ့တတိယလောက်ခလာစာအမြင့်မားဆုံးကစားသမားကိုသင်တို့ရောက်လာမှာစိုးရိမ်နေခဲ့တဲ့အာဆင်နယ်ဖန်တချို့လည်း ဒါစေးလိန်နေလို့ရသွားအနေထားပေါ့လေအသက်ရွယ်ကြီးရင်လည်းကစားသမားကလောက်ခရစာအများကြီးတောက်ဆုံနိုင်ခြေရှိတယ်ပြီးတော့ဘယ်နှစ်နဲ့သုံးရမှာလဲဆိုပြီးစိုးရိမ်နေခဲ့တဲ့အာဆင်နယ်ဖန်တွေလည်းရှိတယ်ဒါပေမဲ့ ESPN ဘိုင်းဟိုပြောင်းရွှေ့ကြီးတက်တာတဲ့အပိုင်းအရာကျွန်တော်တို့တစ်ချိန်ကလိုချင်ခဲ့တယ်ဆိုပေမဲ့အခုသူ့ထက်ပိုမိုကောင်းမှုပြီးငွေရွယ်တဲ့ဇူယီမန်ဒီလိုကစားသမားမျိုးကတော့အာဆင်နယ်ကိုကျင်းပြေတလောင်ဒီပါရောက်လာဖို့တော့ရှိနေပါတယ်တရားတစ်ခုကတော့ဈေးကွက်ထက်မှာတော့ ဟိုဘယ်လိုပြောရမလဲကစားသမားတယောက်ကကလပ်အသင်းနဲ့တက်တန်းတိုးဖို့ခက်ခဲဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးကလပ်အသင်းတွေကတော့ထွက်မှာပဲဥပမာပြရမယ်ဆိုတော့တော်မတ်ပါတီအာဆင်နယ်နဲ့တက်တန်းတိုးဖို့လက်ရှိအချိန်အဆင်မပြေတဲ့အချိန်မှာသူ့ကိုလိုချင်တဲ့ဂျူပင်တက်ဘာစီလိုနာတို့ကလပ်အသင်းတွေရှိနေတယ်ဒါကဒီလိုပဲအာဆင်နယ်နေနဲ့တစ်ဖက်ကတက်တန်းတိုးဖို့အဆင်မပြေဖြစ်နေတဲ့ဂျိုရှုအကင်းမင်းနဲ့အာဆင်နယ်ချက်စီတို့ကတရင်ထွက်တဲ့ပုံစံမျိုးပေါ့လေအဲ့တော့ကျွန်တော်တို့အနေနဲ့ဂျိုရှုအကင်းမင်းကိုမေးလိုက်လို့ရပါပြီ တတိယမြောက်သတင်းတပုတ်ကတော့ဒါအီတန်ဝန်နေရီနဲ့ပတ်သက်တဲ့သတင်းပေါ့လေသတင်းအစသေးသေးလေးတွေကိုကျွန်တော်ခါလဲစူးစီးပြီးဖော်ပြပြီးသွားမယ်။ဖေဖော်ဝါရီလအတွက်ပရီးမီးယားလိတလာတာအကောင်းဆုံး twin goals နဲ့ပတ်သက်ပြီးစကားတင်၈ယောက်ထဲမှာတော့အီတန်ဝန်ကြီးလည်းပါဝင်လာခဲ့တယ်။သူက Manchester City အသင်းဘက်ကို AEA ထိတ်ကကန်သွားခဲ့တဲ့ goal နဲ့ပတ်သက်ပြီးဒီစင်နဲ့ပါဝင်လာခဲ့တာ။အဲ့ဒီ၈ယောက်ထဲမှာသူပါဝင်ဆိုကျန်တဲ့9ယောက်ကတော့ Mohamed Salah, Mitoma, Tarkowski, Matias Cunha, Muno, Clyde Vert, Kulusevski ဒီ၈ယောက်ထဲမှာသူကပါဝင်လာခဲ့တာ။ ဲ့လိုဆိုတော့နောက်အဆင့်တွေဇာကာတင်အဆင့်တွေမှာဆက်ပြီးပါဝင်သွားမလားကြုံကြည့်ရမှာပေါ့လေအတန်းငယ်တည်းဆိုမှသူတွင်းကလည်း CD လို့အသင်းမျိုးလည်းဖြစ်နေခဲ့တဲ့အတွက်ကန်ချက်ကလည်းတော်တော်လေးကောင်းပြီးဝေ့ပြီးကန်သွားတာဖြစ်တဲ့အတွက်ဂိုးသမားတော့လှုပ်ချင်များလိုက်တော့အနေထားအဲ့ဆိုအာဆင်နယ်တင်းရဲ့လူငယ်ကစားသမားလေးပရီးမီးယားလီးယားပေးအပ်တဲ့ဒါဖေဖော်ဝါရီလတွေ့တလတာအကောင်ဆုံးသွင်းကိုသူရမလားကျွန်တော်စောက်ကြည့်သွားမှာပါသူကလောလောဆယ်မှာပူပူနွေးနွေးပေါ့အာဆင်နယ်တင်းကပေးအပ်တဲ့ဖေဖော်ဝါရီလတွေ့ player of the match ကိုရရှိထားတယ် အာဆင်နယ်တင်းရပေးရတဲ့ဇန်နဝါရီလအတွက်ဂေါတမန်စုကိုလည်းဒါချန်ပီယံလိသွင်းကိုတလုံးနဲ့အတူသူရရှိထားတယ်ပေါ့လေအဲဒေလီမေးရဲ့ဖော်ပြထားချက်ရဆိုရင်တော့တောမတ်တူချေရဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာအီတန်ဝန်နရီက ရွေးချယ်ခံရမှုတော့မှရေပန်းစားနေဆိုပြီးသူကဖော်ပြသွားတယ်။ဒါကသူတို့ကတော့ထင်ကြီးပြီးရေးသားမှုအဆင့်ပဲရှိသေးတယ်။သောမတ်တူချယ်ဘက်ကတော့ကစားသမားခြေဆောင်တိချလာကြည့်ရမျိုးတော့လောဆယ်တော့သတင်းစာနဲ့မတွေ့ရသေးဘူး။သူတို့ကလူးဝစ်စကယ်လီကိုကြည့်တဲ့ဘန်ဝဲကိုကြည့်ရဆိုပြီးပုံစံမျိုးနဲ့ကျွန်တော်ကွင်းထဲမှာတွေ့ရဆိုပေမဲ့သောမတ်တူချယ်နေနဲ့လဲဝမ်နရီကိုနည်းနည်းပါတော့သူတို့မြင်သွားခင်ပါပဲ။ ပါသွားရင်တော့ကောင်းတာပါဗျာအသက်က18နှစ်ပဲရှိသေးတယ်လာမယ့်မတ်လ22ရက်နေ့ဆိုရင်အသက်18နှစ်ပြည့်ပြီအာဆင်ကအသက်18နှစ်ပြည့်မဲ့ဒီကစားသမားလေးနဲ့လူးဝစ်ကယ်လီကိုတက်တန်တူစာချုပ်ကိုဘယ်နေ့မှ official ချပြသွားမလဲကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေ18နှစ်ရဲ့လူးဝစ်ကယ်လီကတော့ဒီရသည်28ပွဲဝင်ကစားထားတယ်စက်တပွဲပဲပွတ်ထွက်ထားပြီးမဲ့၈၉သွင်းပြီးတော့တလုံးဖန်တီးထားပါတယ်တကယ်ကို performance ကောင်းကောင်းပြနေပြီးတော့ အင်္ဂလန်အသင်းအတွက်တော့ရွေးချယ်ခံရရင်ကောင်းတာပါဗျာကစားသမားတူဦးအနေနဲ့ကလပ်မှာဘလောက်ပဲစွမ်းဆောင်ထားပါတယ်ပြောပြောနိုင်ငံလက်ရွေးစင်အသင်းမှာရွေးချယ်ခံရပြီဆိုရင်အဲ့ကစားသမားရဲ့ဈေးကွက်တန်ကြီး ဲ့ကစားသမားရဲ့ image အဲ့ကစားသမားရဲ့မန်တရားအစားလုံးဝတိုးတက်သွားတာဖြစ်တဲ့အတွက်နိုင်ငံသင်းရဲ့မယွေးလီကောင်းလေးဒဏ်ရာမရဘူးဆိုတဲ့အမြင်တွေလည်းတချို့တဝက်တော့မှန်ကောင်းမှန်နေဆိုပေမဲ့ကစားသမားအတွက်ဆိုလို့ရှိရင်တော့ကိုနဲ့ရွယ်တူတွေတခါကျရင်ကိုနဲ့နိုင်ငံသူကစားသမားတွေနိုင်ငံပွဲတွေကန်တဲ့အချိန်မှာကိုက TV ကနေထိုင်ကြည့်နေရတာလေဒါသူတို့ဆိုကျွန်တော်ကိုရင်းစာပေးရမယ်ရပါလေကျွန်တော်ကြိုက်တယ်ဘသူပဲသွားနိုင်ငံပွဲတွေသွားတာကိုတော့လက်ခုပ်တီးပေးတယ်ဒဏ်ရာမရပဲပြန်လာပါစေလို့တော့ဆူတောင်းမိနေပါဗောလေ ဒီ season လေးကိုဒီကောက်ကညီပောင်းပေးတဲ့ show ဘောလုံး online agent လဲကျေးဇူးတင်ပါတယ်အောက်မှာဆော့မစွန်းတော့ Viber ဖုန်းနံပါတ်တင်ကြောက်ကို6 9 1 6 3 5 3 6ဆက်သွားပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရနိုင်ဖြစ်လို့ဝင်ပုံဝင်ချရှိမှဘောလုံးပွဲတွေလောင်းပါဘောလုံးပွဲတွေလုံးဝမလောင်းတဲ့ဆိုရင် YouTube မှာကိုထုတ်ပေါ်ရှုရဲချပြီးကျွန်တော်တို့အားပြုလို့ရပါတယ် iPad ခုချကို Sport Internet 9 3လို့မိတူကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Club Gava Flari နဲ့ပဲကျွန်တော်တို့အဆုံးသတ်လိုက်အောင်လက်ရှိအချိန်မှာ Club Gava Flar ကိုဂျွန်လ14ရက်နေ့ကနေပြီးဇူလိုင်လ13ရက်နေ့အတွင်းမှာကျင်းပသွားတော့မှာပါဆိုလိုချင်တာက နွေရာသီအားလည်းရက်အပြောင်းရွှေ့ transfer ကာလမှာကျင်းပသွားမယ်သဘောမျိုးအဲ့ဆိုအမေရိကန်နိုင်ငံမှာဒီကလပ်ကဘာဖလာကိုကျင်းပမယ်စုစုပေါင်းအသင်းပေါင်း32တင်းနဲ့ဥရောပဇုံကတော့12တင်းပဲပါမယ်2021ကနေ2024ခုနှစ်အတွင်းချန်ပီယံလိမာချန်ပီယံဖြစ်ထားတဲ့အသင်း၄သင်းပဲဝင်ပြီးရှင်ပြန်ခွင့်ရမယ်။ဒါကြောင့်မို့လို့ Chelsea, Manchester City နဲ့ Real Madrid အသင်းတွေကတော့ပါဝင်လာမှာပေါ့လေ။လောဆယ်သူတို့စူဂျီပေးဖို့အနေထားရတော့ 1ဘီလီယံအထိသူတို့သတ်မှတ်ထားတယ်။အဲ့1ဘီလီယံဆိုတာစုကြည့်ရတာကဗိုလ်ဆော့ကတဲ့တင်းဝယ်ပြောရမို့အားလုံးမျှပြီးပြောရမှာဒီပြိုင်ရုံးမှာဝင်ပြီးရှင်ပြိုင်ခွင့်ရတဲ့ကလပ်တင်း32တင်းလုံးကဝင်ပြီးရှင်ပြိုင်ခွင့်ရတာနဲ့ဒေါ်လာတန်း90ရရှိမယ်။ဗိုလ်ဆော့တဲ့တင်းကဒေါ်လာတန်းတရာစုချပေးမယ်။သူတို့ကအဲ့လိုမျိုးလုပ်ထားတာ။အဲ့တော့ချန်ပီယံတော့ဒေါ်လာတန်းတရာရမယ်ဝင်ပြိုင်ခွင့်ရတဲ့ဒေါ်လာတန်း90နောက်ပြီးတော့ဒီသူတို့အနေနဲ့ဒီ income တွေကနေပြီးတော့ပြောင်းဝင်လာမဲ့အနေထားကို 2ဘီလီယံထိသူတို့ကရည်ရွယ်ထားတယ်ဆိုတာကျွန်ညာစပွန်ဆာဘိုင်းနေပေါ့လေဟိုရုပ်တံထုတ်လွှင့်ကနေပတ်သက်ပြီးတော့1ဘီလီယံတန်ကြီးရှိတဲ့စပွန်ဆာတခုနဲ့တော့သူတို့ကြံခဲ့တဲ့ဒီဇင်ဘာလောက်ထဲကချုပ်ခဲ့ပြီးပြီအဲ့ဆိုမပါတဲ့ကလပ်အသင်းတွေလည်းအညီအမျှခွဲဝေပေးသွားဖို့ရှိရဆိုရင်ပဲဘလောက်ဘတ်ဂျက်ပမာဏပေးမလဲဆိုတော့မသိနိုင်ဘူးတကယ်ပါလို့မှာကလပ်အသင်းတွေကအများကြီးပဲဒါပေမဲ့ဥရောပဆုံးကကလပ်အသင်းတွေကဒီပြိုင်ပွဲမှာဝင်ပြီးမပြိုင်ပြိုင်ခွင့်မရလို့သူတို့ကိုတသက်အညီအမျှအင်ကန်တချို့ပေးမယ်ဆိုရင်တော့မှ ရီးမီးယားလိဂ်ကလပ်သင်းနေအခြားဥရောပထိပ်တန်းလိဂ်ကြီး၅ခုကကလပ်သင်းနေဆိုလို့ရှိရင်တော့ဒီအင်္ဂန်းကမန်မောလောက်ဖွဲ့ရာပမာဏမဖြစ်နိုင်ဘူးပေးချင်မှလည်းပေးမယ်အခြားနွမ်းပါတဲ့ဒေသဆိုင်ရာကလပ်တွေကိုပဲသူတို့ဦးစားပေးထောက်ပံ့တော့ဖို့ရှိရဆိုပြီးတော့လက်ရှိဒီကလပ်ကဘာဖလာကိုကျင်းပတဲ့ UEFA ကတော့ဖော်ပြထားပါတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုထင်လဲလောလောဆယ်တော့အင်္ဂလိပ်ကလပ်အသင်းအဖြစ်ချယ်ဆီနဲ့မန်ချက်စတာစီးတီးပဲဝင်ပြီးရှင်ပြိုင်ခွင့်ရမှာဖြစ်ပြီးတော့ဂျန်နဲ့ ကလတ်တင်းဒီအားလုံးကတော့အင်ကတီဗီကနေပဲအားပေးရပါပါအမှန်တော့ကျွန်တော်လည်းအဲ့ပွဲကိုသိပြီးမကြည့်ဖြစ်လောက်ဘာလို့ဆိုတော့အဲ့ကာလာကအပြောင်းရွှေ့ transfer အာဆင်နယ်ဘုတ်ဖွဲ့ပြောင်းမြောက်လာတဲ့လူခေါ်ယူမှုတွေကိုလည်းစောင့်ကြည့်ရမယ့်နေရာဒီဈေးကွက်ကာလာဖြစ်ပါတယ်ခေါ်ရင်ခေါ်ဖို့မခေါ်ရင်တော့ရှိရကစားမှကြီးလေအသင်းကဘုတ်ဖွဲ့ကိုစိတ်နာပြီးထွက်ခွာသွားနိုင်ပါတယ်အဆုံးထိကြည့်တက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်